မြန်မာပြည်သက်တွေရှေ့မှာကစားဖို့ကြောက်နေတယ်ဆိုတဲ့မေထက်လူမြန်မာပြည်သက်တွေကြားမှာလူကြိုက်များပြီးအားပေးခံနေရတဲ့မြန်မာမျိုးသမီးလေရေးစင်ကစားသမားမေထက်လူကဒါမဲ့အာရှဖလားခြေစစ်ပွဲမှာမြန်မာပြည်သက်တွေရှေ့ကစားရမှာကိုစိတ်လှုပ်ရှားပြီးကြောက်စိတ်ဝင်နေတယ်လို့မီဒီယာတွေကပြောပါတယ်ဟုတ်စိတ်လှုပ်ရှားတာပေါ့နော်အဲကိုလုံးနေတလောက်လုံးမပြနိုင်မှာတော့စိတ်တော့စိတ်လှုပ်ရှား nervous ဖြစ်တာရရှိရတယ်ဒါမဲ့ကျွမ်းကုန်တော့စူးစမ်းတော့ဖို့ညွှန်လဲပါတယ် အမေရိကန်ကောလိပ်တင်မှာဘောလုံးနဲ့ပညာရေးပူးတွဲလှုပ်ဆောင်နေတဲ့မေထက်လူဟာချောမောတဲ့ရုပ်ရည်ဖြင့်ဘောလုံးခြေစွမ်းမှာကောင်းမွန်တာကြောင့်မြန်မာပြည်သက်တွေအကြားမှာဆယ်လီတယောက်လိုရေပန်းစားနေပါဗျ။မေထက်လူကတော့သူ့ကိုဆယ်လီတယောက်လိုမဆက်ဆံပဲတာမန်ဆက်ဆံလို့ရကြောင်းလဲဆိုပါတယ်။အာဒီတာမန်ဆက်ဆံလို့ရပါရဲ့အဲ့လိုကြီးတော့ကိုကိုကိုအဲ့လိုတတ်မှတ်ထားရတော့မရှိပါဘူး။ မြန်မာမျိုးသမီးတင်ဟာအာရှပလာချေစစ်ပွဲကိုဇွန်လ29ရက်မှာတာကမင်နစ္စတန်နဲ့စတင်ကစားရမှာပါ။မိထက်လူကတော့ပွဲထက်ကစားခွင့်ရမယ်လို့လည်းယုံကြည်နေပါဗျ။အာယုံကြည်မှုကတော့ရှိပါတယ်ဒါပေမဲ့ညီမပြန်လာလည်းမကြသေးတော့ကိုကိုဆက်ပြီးတော့ training အတင်းနဲ့ဆက်လုပ်ရမယ်လို့တော့အကိုကိုစီစဉ်ထားပါတယ်။မြန်မာဘလုံးပရိသတ်တွေကတော့မြန်မာနိုင်ငံမှာအင်ရှင်ဖြစ်လက်ခံကျင်းပမယ်အာရှပလာချေစစ်ပွဲစဉ်မှာမိထက်လူကိုကွင်းထဲထိလာရောက်အားပေးဖို့အားခဲပြင်ဆင်နေကြပါတယ်။ အာဟုတ်ကဲ့ with that အကုန်လုံးကျေးဇူးအများကြီးတင်ပါတယ်လို့ဆက်ပြီးတော့လည်းအားပေးပေးပါဒီလိုလာပြီးတော့အင်ရှင်ဖြစ်တဲ့အတွက်လည်းအာလာရောက်ပြီးတော့အားပေးအားပေးဖို့တောင်းဆိုချင်ပါတယ်